မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလ19ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကဏီမြို့နယ်ချောင်းမကြီးပါကနေစုတ်ခွာထွက်ပြေးလာတဲ့စစ်သားများကိုတော်လိုင်းတပ်များကကြားဖြတ်တိုက်ခိုက်ရာစစ်ခွေး3ဦးကိုဖမ်းမိပြီးတော့တနက်3လက်နဲ့ကြီးစံများကိုတိမ်းဆီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တုံးဘန်းများထပ်မံဖမ်းဆီးရမိတဲ့တရင်ကို ULF စစ်ကြောင်းကစက်တမ်ဘာလ17ရက်နေ့ညနေပိုင်းမှာမှတ်တမ်းတဲ့ဓာတ်ပုံများနဲ့အတူထုတ်ပြန်လာခြင်းဖြစ်တယ်လို့သိရပါတယ်။စက်တမ်ဘာလ16ရက်နေ့မှာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတချို့ကပြောပါတယ်။ချောင်းမကိုဝင်လာတော့ကအင်အားတော်တော်များတယ်။တိုက်ပွဲမှာတေတာတွေလည်းများတယ်။ထွက်ပြေးနေတဲ့ကောင်တွေရှိလို့လိုက်ရှင်းနေတာကျွန်တော်တို့ထပ်ကြားရတဲ့လောက်ကတော့ချောင်းမကိုပြန်ပြီးတော့စစ်ကြောင်းထိုးမယ်လို့လည်းသိထားရတယ်လို့ကာကွယ်ရဲဘော်တအုပ်ကရှင်းပြထားပါတယ်။ စစ်ခွေးစစ်ကြောင်းများဟာမုံရွာ၊ရာကြီး၊ကလေးဝလမ်းအတိုင်းစက်တမာလဇန်းကစတင်ပြီးတော့ကဏီမြို့နယ်ကိုဝင်ရောက်လာပြီးချောင်းမရွာအပါအဝင်ရွာအချို့ကနေအိမ်များကိုမိရှုပ်နေတဲ့အတွက်ဒေါ်လာရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။စက်တမာလ17ရက်နေ့ကတိုက်ပွဲမှာစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေအလွန်များပြားခဲ့ပြီးတော့စစ်ကြောင်းများပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ်။သို့တော်လည်းအဲ့ဒီတိုက်ပွဲမှာအမတ်တစ်စစ်တီသားရင်းမာပင်ခရိုင်ရင်းမာပင်မြို့နယ်ပကဖ ULF စစ်ကြောင်းကစစ်ကြောင်းမှုရဲဘော်နိုင်မင်းနဲ့ရဲဘော်အချုပ် ထိခိုက်ကြဆုံးခဲ့တယ်လို့သိရပါတယ်။ချောင်းမရွာကနေထွက်ပြေးလာတဲ့စစ်ခွေးစစ်ကြောင်းဟာရင်းမာပင်မြို့နယ်တယောချင်းရွာကိုခြေကုပ်ယူထားပြီးတော့ကနေရင်းမာပင်မြို့နယ်ဆက်ကဂွေချောင်းရွာမှာလက်နက်ကြီးများတပ်ဆင်နေတယ်လို့သတင်းရရှိထားပါတယ်။တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တဲ့ချောင်းမရွာအတွင်းမှာမြေမြုံမိုင်းများရှိနိုင်တဲ့အတွက်ဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ခြင်းမျိုးမပြုလုပ်ကြရရန်လဲကာကွယ်ရေးတပ်များကသတိပေးထားပါတယ်။အကြမ်းဖက်စစ်ခွေးတပ်ဟာစက်တဘာလ16ရက်နေ့ကလေချောင်းမရွာကိုစစ်ကောင်စီကပါရောင်မော်တာနဲ့ဘုံကျဲခဲ့တော့လေ ်လူတော့ထိခိုက်မှုမရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းထိုင်းမြန်မာနယ်စပ်မောရောင်လမ်းမိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်ခွေးနှစ်ကောင်တိုက်ဆုံးကတနက်နက်လက်သိမ်းဆည်းရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ18ရက်နေ့မနက်7:00နာရီကမှတနင်္လာနေ့မြို့နယ်ထိုင်းမြန်မာနယ်စပ်မောရောင်ကုံသွေးရိပ်လမ်းမိုင်းမှာရှိတဲ့တိုင်းခွန်ချေးရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်သား2ဦးတိုက်ဆုံးက နှစ်ဦးထိခဲ့ဒဏ်ရာရရှိခဲ့ပြီးတော့ MA1 တနက်တလား MA3 တနက်တလားလက်ပြဘုံတလုံး G100 တောင်းနဲ့ကြည်ပေါက်၄ခုတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။၎င်းတက်ခတ်မှုကို KNL ၊ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တမဟာ၄လက်အောက်ခံတရင်၁၁နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။အလားတူပဲစက်တင်ဘာလ၁၁ရက်နေ့ကလည်းအဲ့ဒီမောတော်နေဆက်ကုံသွေးရေးလမ်းမှာရှိတယ်။ တိန်ခွန်ချေးရွာအနီးဝန်းကျင်ကိုရောက်ရှိလာတဲ့အကြမ်းတ်စစ်ခွေးများနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့စစ်ခွေး၁၀ကောင်ထက်မနေ့ထိကိုက်တေဆုံးက MA1 အမျိုးအစားတပ်နဲ့နှစ်လား MA3 အမျိုးအစားတပ်နဲ့တလားလက်ပစ်ပုံနှလုံး G 659တောင်းခွဲပုံနှလုံးနဲ့ G ပေါင်း22ခုတို့ကိုတိန်စီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်တန်ဖြူစည်းရဲမြို့နယ်မှာအကြမ်းတ်စစ်တပ်ရဲ့ကင်းမုံကိုဝင်ရောက်တိုက်ခတ်ရာ စစ်သား၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ၁၈ရက်နေ့မနက်၁၀နာရီခန့်မှာတန်ဖြူစည်ရဲမြို့နယ်အနင်းကျေးရွာအနီးမှာကင်းပုံဝင်နေတဲ့အကြမ်းဖက်စစ်ခွေးများကိုတော်လိုင်းပူပေါက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အခုလိုတိုက်ခတ်မှုအတွင်းအကြမ်းဖက်စစ်ခွေး၄ကောင်နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားပြီးတော့တော်လိုင်းရဲဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်မှာအနင်းကျေးရွာဘူရာယုံဘေးနားမှာရှိတဲ့စစ်ခွေးတွေရဲ့ကင်းမုံကိုပျောက်ကြားသွားပြီးတော့တိုက်တာဖြစ်ပါတယ်။တိုက်တဲ့အချိန်ကလည်း စေနိုင်ဝင်းကျယ်လောက်မှာတွားတိုက်တာပါတိုက်ပွဲမှာဆိုရင်စစ်ခွေးလေးကောင်သေးတယ်စစ်ခွေးသေးတဲ့စီးရင်ကတော့မျက်မြင်အတီးပြုတ်နိုင်ခဲ့ပါတယ်ကင်းမုံဝိတာကခံမှန်းကြီးစစ်ခွေးအင်အား15កောင်လောက်ရှိပါတယ်လို့ Mon State Revolutionary Force MSIF ကပြောရေးဆိုခွင့်ရှိသူမိတ္တလညာကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Mon Pi Federal Council ကာကွယ်ဌာနတပ်များဖြစ်ကြတယ် MSIF နဲ့ YPDF တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကလက်ရှိဆုံးရှုံးထားတဲ့နေပြည်တော်ကိုပြန်လည်သိမ်းပိုက်ရရှိပါကဂျားဖြတ်ရွေးကောက်ပွဲကိုဇက်တိုက်ပြုလုပ်သွားရန်ရှိပြီးတော့အဲ့ဒီဂျားဖြတ်ရွေးကောက်ပွဲများကိုလည်းကျန်းဖို့ပါတီကအပြည့်အဝဝင်ရောက်ရှင်ပြိုင်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်ရှိမှာ စစ်ခွေးတပ်ကရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်56ခုမဲဆန္ဒနယ်အားဖြင့်121တနယ်ရှိကြောင်းထုတ်ပြန်လိုက်ပါတယ်။လက်တလောလုံခြုံရေးအခြေအနေများအရအဲ့ဒီမြို့နယ်များနဲ့မဲဆန္ဒနယ်များမှာရွေးကောက်ပွဲမကျင်းပနိုင်သေးတော့လေစစ်ခွေးတပ်ကနယ်မြေရှင်းလင်းရေးနဲ့လုံခြုံရေးထိန်းချုပ်မှုများလှုံ့ဆော်နေတယ်လို့သိရပါတယ်။ဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်လည်ရရှိပြီးပါက လအနေငယ်အတွင်းမှာဂျားဖြတ်ရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားရန်စီစဉ်ထားတယ်လို့သိရှိရကြောင်းစံဖို့ပါတီသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်မြို့နယ်56ခုမှာအခုလောလောဆယ်လုံခြုံရေးအရာရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့နေမြေစိုးမုံမှုပြန်ရပြီးရင်ဂျားဖြတ်ရွေးကောက်ပွဲလုံသွားဖို့ရှိတယ်လို့တပ်ဘက်ကပြောလာတာရှိပါတယ်ဂျားဖြတ်ရွေးကောက်ပွဲကအစိုးရအဖွဲ့ဝင်တွေရွေးချယ်ပြီးသွားလို့ရှိရင် လစ်လက်နေတဲ့မဲဆန္ဒနယ်နောက်တစ်ခါနယ်မြေစိုးမိုးမှုပိုရှိလာရင်ရွေးကောက်ပွဲမလုပ်ဖြစ်တဲ့မဲဆန္ဒနယ်တွေကိုပါစူးစီးပြီးတော့ဂျားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့သိရတယ်လို့ကြမ်းဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။အကြမ်းဖက်စစ်ခွေးလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမြို့နယ်56ခုမှာရှိတဲ့လွတ်တော်3ရက်မဲဆန္ဒနယ်121နယ်မှာရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့စက်တမလ14ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မဲဆန္ဒနယ်များမှာပြည်သူ့လွတ်တော်မဲဆန္ဒနယ်56နယ် အမျိုးသားလွှတ်တော်မဲအများဆုံးရရှိသူအနိုင်ယူစနစ် FPTP မဲဆန္ဒနယ်ကိုးနယ်နဲ့တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်မဲအများဆုံးရရှိသူအနိုင်ယူစနစ် FPTP မဲဆန္ဒနယ်56နယ်တို့ပါဝင်ပြီးတော့မြို့နယ်အဖြစ်ကချင်ပြည်နယ်မှာ၄မြို့နယ်၊ကယားပြည်နယ်မှာ၃မြို့နယ်၊ချင်းပြည်နယ်မှာ၄မြို့နယ်၊စကိုင်းတိုင်းမှာ၁၀မြို့နယ် ်မကွေးတိုင်းမှာ9မြို့နယ်မန္တလေးတိုင်းမှာ3မြို့နယ်ရခိုင်ပြည်နယ်မှာ10မြို့နယ်နဲ့ရှမ်းပြည်နယ်မှာ18မြို့နယ်တို့ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ကြေညာထားကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြန်မြုံနယ်အစမှာရှိတဲ့ရေနံမော်များကိုအကြမ်းဖက်စစ်ခွေးတက်က112လေးရဲနဲ့ဘုံ55လုံးထပ်မံကျဲချတိုက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ18ရက်နေ့မုံလယ်2နာရီခွဲအချိန်ကစတင်ပြီးတော့မိထီလာ၄ရက်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့112လေးရင်တစည်းဟာပေါင်းမြုံနယ်နဲ့မြိုင်မြုံနယ်အဆက်မှာရှိတဲ့ရေနံမော်များကိုဘုံ55လုံးနဲ့ဆက်နှစ်ချိန်ဘုံကျဲတိုက်ခိုက်သွားခြင်းဖြစ်တယ်လို့သိရပါဗျ အကြမ်းဖက်ဆစ်ခွေတက်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲဒေသနေပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗယ်ပေါ့နဲ့မြိုင်မျိုးနယ်အဆက်ကရေနံမော်တွေကိုဆစ်ခွေတွေက112လေးရင်နဲ့မနေ့ကလည်းထပ်မံပြီးတော့ဘုံကျဲသွားပါတယ်ပြည်သူတွေအကုန်လုံးကတော့ဘေးလွရာကိုထွက်ပြေးနေရတယ်သုံးရဆက်တိုက်ကျဲနေတာစက်တက်လေးထီးတွေလည်းပါတယ်ထိခိုက်မှုရှိမရှိကတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသနေပြည်သူတို့ကပြောပြထားပါဗျ အလားတူပဲစက်တဘာလ16ရက်နေ့နဲ့18ရက်နေ့တွေမှာလည်းအကြမ်းဆက်တကမြန်မြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်မှာရှိတဲ့ရေနံမော်များကိုစက်တက်လေးထီးများနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်သိဆုံးကထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။ဒါ့အပြင်မန္တလေးတိုင်းမရိယာမြို့နယ်နဲ့သခိုင်းတိုင်းဝက်လက်မြို့နယ်အဆက်ကိုစက်လေ3စီးနဲ့လာတဲ့စစ်ခွေးစစ်ကြောင်းကတပ်သားရွာကိုမိရှုံနေကြောင်းဝက်လက် informational network ကတာဝန်ရှိသူကရှင်းပြထားပါတယ်။ မနေ့ကစက်တဘာလ16ရက်နေ့ညနေပိုင်းမှာမနေ့ကမြို့နယ်နဲ့ဝက်လက်မြို့နယ်အဆက်ကိုဆက်လီ3စီးနဲ့လာတဲ့စစ်ကြောင်းဟာတက်တာအောက်ရွာကိုဝင်ရောက်စီးနှင်နေပြီးတော့နေအိမ်များကိုမိရှုံနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဂျီဘာနေပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့ပြည်သူများထိခိုက်မှုရှိမရှိနဲ့နေအိမ်ပြည်စည်းမှုအခြေအနေများကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတောင်သာမြို့နယ်ရုံးစီကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကအနီးအနားမှာရှိတဲ့ကြေးရွာများကိုဝန်ရောက်စီးနှင်းပြီးတော့နိုင်ရဆက်တိုင်မီးရှို့နေကလက်နက်ကြီးများဒရုန်းများနဲ့လဲရွာရဲ့ပတ်ပတ်လဲကိုနေတိုင်းပြစ်ခတ်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ18ရက်နေ့မှာရုံးစီကြီးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဟာကြေးရွာအတွင်းမှာရှိတဲ့တန်ကြီးကုန်းရက်ကွက်ကနေအိမ်များကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါဗျ။ မနေ့ကစက်တမ်ဘာလ16ရက်နေ့မနက်9:00နာရီကျော်ကမှရုံးစီကြီးရွာမှာတက်ဆွဲထားတဲ့စစ်ခွေးတချို့ဟာတန်ဖိုးရွာကိုရောက်ရှိလာပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူကာနေအိမ်များကိုမိရှုဖျက်ဆီးနေတယ်လို့သိရပါဗျ။ဒါအပြင်ရုံးစီကြီးရွာမှာကြန့်ရှိနေတဲ့စစ်ခွေးများကလည်းမနေ့ကမနက်9:00နာရီကျော်လောက်မှာမြောက်ချမ်းရပ်ကွက်မှာရှိတဲ့ပြည်သူများရဲ့နေအိမ်များကိုထပ်မံမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။ ဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်ရုံးစီကြီးရွာကပြည်သူများအပါအဝင်အနီးနားမှာရှိတဲ့ခြေရွာများကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများ drone များနဲ့နေတိုင်းလိုလိုပစ်ခတ်တိုက်ခိုက်နေတယ်လို့ပြောပါတယ်အဲ့ဒီစစ်ကြောင်းဟာစက်တမလ10ရက်နေ့ကစတင်ပြီးတော့မလိုင်မြို့နယ်ဘက်ကနေတောင်သာမြို့နယ်အတွင်းဝင်းရောက်လာခြင်းဖြစ်ကရုံးစီကြီးရွာမှာတက်ဆွဲပြီးတော့ပြည်သူများကိုလည်းရွာထဲမှာနေအိမ်အခြေချုပ်နဲ့ဖမ်းဆီးထားတယ်လို့သိရပါဗျ ဒါအပြင်စစ်ခွေးစစ်ကြောင်းဟာကြေးရွာတွင်းမှာရှိတဲ့ဘုံခုချင်းထဲမှာတွေ့မြင်ခဲ့တဲ့အမျိုးသမီးတအုပ်နဲ့ဓမင်းလာပို့တဲ့အမျိုးသမီးတအုပ်စုစုပေါင်း၃ဦးကိုအထမပြုတ်ကျင့်သွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာရုံးစီကြီးတောင်းသားလမ်းပိုင်းကြားမှာရှိတဲ့ရထားတန်လန်းကူအနီးမှာပြက်ကျနေတဲ့မီးလိုင်းများကိုပြင်ဆင်ရန်ရောက်ရှိနေခြင်းဖြစ်ပြီးအဲ့ဒီစစ်ကြောင်းမှာ EBC ဝန်ထမ်းအယောက်80ကျော်ခန့်ပါဝင်တယ်လို့သိရပါတယ်။ ရုံးစီကြီးရွာကိုစစ်ခွေးတွေကသူတို့ဝင်ရောက်တက်ဆွဲတဲ့နေ့ကစပြီးတော့မီးရှို့နေတာအနီးနားကရွာတွေကိုတော့နေတိုင်းလိုလိုလက်နက်ကြီးတွေ drone တွေနဲ့ဘုံးကျဲပစ်ခတ်နေတာမနေ့ကလည်းရုံးစီကြီးရွာတွေကပြည်သူပိုင်နေအိမ်တွေနဲ့တန်ဖိုးရွာကနေအိမ်တွေကိုထတ်ပြီးတော့မီးရှို့နေပါတယ်ရုံးစီကြီးရွာနားကနေအိမ်တွေကိုစစ်ခွေးတွေက နေတိုင်းလိုလိုဝင်းအောင်စီးနေပြီးတော့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်မှွေနောက်ခိုးယူပြီးတော့အဲ့ဒီစစ်ကြောင်းကမီးလိုင်းတွေလာပြင်တာအခုချိန်ထိရုံးစီကြီးရွာထဲမှာပဲတက်ဆွဲထားတော့မယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ